ဇုံမပါတဲ့အင်္ဂလိပ်ကိုအင်္ဂလိပ်လို့ဘယ်လိုခေါ်လဲအသက်ပြောက်ပါတဲ့အင်္ဂလိပ်ကိုအင်္ဂလိပ်လို့ဘယ်လိုခေါ်လဲကိုကျဲအင်္ဂလိပ်ကိုအင်္ဂလိပ်လို့ဘယ်လိုခေါ်လဲအားလုံးပဲသိပြီးသားပြီလားမသိသေးဘူးဆိုလို့ရှင်တော့ဒီဗီဒီယိုလေးကိုကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ် Welcome back to English is yours English is yours ကနေပြောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်တီချာကတော့ freelance english language teacher တီချာဖြစ်ဖြစ်ဝင်မဲ့ဖြစ်ပါတယ် ဒီထင်ရလန်နာစတီအတွက်ဘုဟုတုတရအောင်လို့အကျိုးရှိအောင်လို့ပတ်စင်သွားတာဘေးနည်းနဲ့စနေနေ့မှာနော် vocabulary လေးတွေကို မျှဝေနေပါတယ်အဲ့တော့ vocabulary နေလေးလာလို့တဲ့သူတွေကဒီချင်းရဲ့ channel လေးကို like share နဲ့ subscribe လုပ်ထားပေးပါပါနော်ဒီချင်းဒီနေ့ learner store ကို စလုံးလေးခုနှစ်လုံးမျှဝေလို့ပါတယ်ဒီချင်းမျှဝေခြင်းနဲ့စလုံးလေးခုနှစ်လုံးကကြတော့ ဒီအဝယ်အစားနဲ့ပတ်သက်ပြီးတော့မှဝစားစင်ပုံဖော်ပြတဲ့နေရာမှာအတုံးပြလို့ရတဲ့ vocabulary လေးခုနှစ်လုံးပဲဖြစ်ပါတယ်။ပထမဆုံးတစ်လုံးကတော့ skin tight ပဲဖြစ်တယ်ပေါ့နော်။ spelling က S K I N T I G H T skin tight သူကတော့ adjective ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ကိုယ်စက်ဖြစ်သောအသားကပ်ဖြစ်သောအင်းကြီးတွေကိုပြောတဲ့အခါမှာအတုံးပြလို့ရပါတယ်။ဥပမာလေးကိုကြည့်ကြရအောင်နော်။ Dancer looks good in a skin tight dress. dancer looks good in a skin tight dress dancer အကောင်မေက looks good နော်ကြည်ကောင်းနေပါတယ် dancer ကတယောက်တည်းဖြစ်တဲ့အတွက်ဒီချေတို့ကသူ့ရဲ့ buff မှာ s ထည့်ပြရမယ် dancer looks good dancer ကကြည်ကောင်းနေပါတယ်အကောင်မေကကြည်ကောင်းနေပါတယ် in a skin tight dress နော်ကိုကျက်ဝတ်စုံနဲ့ဟုတ်ပြီပြန်ပြောမယ်ဆိုလို့ရှိရင် dancer looks good in a skin tight dress အကမေကကိုကျန်းဝတ်စုံတစုံနဲ့ချီကောင်းနေပါတယ်ဆိုပြီးမှတစ်ချက်ဥမာလေးကိုပေးထားပါတယ်အဲ့တော့နောက်တစ်လုံးကတော့ sloppy ပဲဖြစ်တယ် spelling က S L O P P Y sloppy ပဲဖြစ်ပါတယ်သူကလည်း adjective ပဲဖြစ်ပါတယ်အဓိပ္ပာယ်ကတော့မတည့်ရတော့ထိကတန့်ဆန်နိုင်တော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဒီတဲ့တော့ဒီ sloppy ဆိုတော့အဲဝါဟာရာကိုကျွန်တော်ဘယ်နေရာမှာတုံးလို့ရလဲဆိုလို့ရှိရင် ပွားချောင်တဲ့အင်္ဂလိပ်တွေကိုပြောတဲ့အခါမှာလည်းတုံးလို့ရတယ် နော်တီချာတို့ပွားချောင်းတော့ကိုဘက်ဂီလို့လည်းခေါ်ရင်လို့တီချာရှင်းရဗီဒီယိုတွေမှာရှင်းပြခဲ့ပြီးပြီနော်အဲ့ဒီဗီဒီယိုတွေကိုမကြည့်ရသေးဘူးဆိုလို့ရှင်ကြည့်အောင်လို့ link လေးကိုဒီဗီဒီယိုရဲ့အောက်မှာတီချာပေးထားပါတယ်ဟုတ်ပြီအဲ့တော့ဥမာကိုကြည့်လိုက်မယ်ဆိုလို့ရှင်ရ She wore a sloppy t-shirt and jeans she wore သူမကဝစ်စင်ခဲနေ where wore နော် wore စင်ဒီဝစ်စင်ခဲဒီ เนาะตุมาวิสิงเกเนบาวิสิงเกเนเอสลอพีทีเชิร์ตเนาะချစ်ကတဲ့ဆန်နိုင်နဲ့တီရှပ်တစ်ထည်နဲ့ and jeans ဂျင်းမောင်းမီကိုဝစ်စင်ခဲ့ပါတယ်ဆိုပြီးမှဒီတဲ့ဥမာလေးပေးထားပါတယ်။နောက်ထပ်တစ်လုံးကတော့ snappy ပဲဖြစ်တယ် spelling က s n a p p y snappy ဒိဗယ်ကတော့ခင်မီတော့ကြော်မွန်တော့ဆိုတဲ့ဒိဗယ်ဖြစ်ပါတယ်။သူကလည်း adjective ပဲဖြစ်ပါတယ်။မှောက်ကြည့်မယ်ဆိုလို့ရှိရင် the famous actress owns a lot of snappy outfits the famous Namaji Do actress, you no, know, Theo Song, D. Namaji Do Theo Song, old spine sign, very fine sign, a lot of snappy outfits. No? O-U-T-F-I-T, outfit ka whistle today. Outfit ma asparo, whistle nyabo. And all the famous actress owns a lot of snappy outfits. နမက်ကြီးမင်းသမီးကခင်မိတဲ့ဝစ်စုံများစွာကိုပိုင်းဆိုင်တယ်ဆိုပြီးတော့မှတိကျဥမလေးပေးထားပါတယ်။နောက်ထပ်သလုံးကတော့ sober ပဲဖြစ်တယ် spelling က S O B E R sober เนาะအဓိပ္ပာယ်ကတော့အဆောင်မတောက်ပသောကြောင်ဖြစ်တော့ပေါ့သူ plain ပေါ့ဥမဆိုရင်တိကျတို့ဒါဆိုခုဝစ်ထားတဲ့အင်းကြီးဆိုလို့ရှိရင်အပွင့်ခတ်တိပါတယ်အဲ့တော့ဒီ channel ကခတ်တင်ခန်းစီဆိုလို့ရှိရင်ပြောင်းလေးဖြစ်တယ်ပေါ့ အဲ့လိုမျိုးပြောင်းကိုဒီထဲရောဘာလို့ခေါ်လဲဆိုရင်ဆိုဘာလို့ခေါ်တာဖြစ်ပါတယ်သူလည်း active ပဲဖြစ်တယ်ဥမာကိုကြည့်ကြည့်ရအောင် he is comfortable in a sober gray suit he is comfortable သူဟာတက်တောင့်တက်တာဖြစ်နေတယ် in a sober gray suit เนาะဟလာခဲအောင်ပြောင်းဝတ်စုံနေပေါ့အဲ့တော့ပြန်ပြောမယ်ဆိုရင် he is comfortable in a sober gray suit เนาะသူဟာခဲအောင်ဝတ်စုံနေတယ် တတောင်တတောင်ဖြစ်နေပါတယ်ဆိုပြီးမှဥမာလေးလွယ်လွယ်လေးပေးထားပါတယ်နောက်တစ်လုံးကတော့ sporty ပဲဖြစ်တယ် spelling က S P O R T Y sporty သူလည်းပဲ adjective ဖြစ်ပါတယ်ဒိပယ်လေးကတော့အကြောင်းသွေးတောက်ပပြီး accent လောက်ရတွင်ဝင်းရန်တင်းလျော်တော်ဆိုတဲ့ဒိပယ်ပင်ရပါတယ်ဥမာကိုကြည့်မယ်ဆိုရင် Badminton player always wears sporty skirt in her competitions. Badminton player, badminton player ဆိုတာသက်တောင်နေပေါ့ တတောင်မေက always wears เนาะညင်းနဲ့ဝတ်ပါရင်ဘာဝင်လဲ sporty skirt เนาะအရင်တော့ပါရင်အာကသာစကတ်တွေဝတ်ပါရင် sporty skirts เนาะ in her competition အဲ့တော့ဥမာပြောမယ်ဆိုရင် badminton player always wears sporty skirts in her competitions badminton player တတောင်ကစားသမား တနည်းအားဖြင့်စက်တောင်မယ်စက်တောင်မယ်က always wears အမြင်နဲ့ဝတ်ပါတယ်ဘာဝတ်လဲ sporty skirt အယောင်တောက်ပါရင်အာကစားဆန်တဲ့ skirt တူတူလေးတွေကိုအမြင်နဲ့ဝတ်ပါတယ် in her competitions သူမရဲ့တိုင်ပွဲတွေမှာပေါ့နော်အဲ့တော့ဥမာကိုပြန်ပြောရမယ်ဆိုလို့ရှိရင် Badminton player always wears sporty skirts in her competitions. တတောင်အာကစားမေကပြိုင်ပွဲတွေမှာရောင်တော့ပရင်အာကစားစကက်လေးတွေကိုအငဲဝစ်လေးရှိရဆိုပြီးမှဒီကျဲဥမပေးထားပါတယ်။နောက်ထပ်တစ်လုံးကတော့ spotted ဖြစ်တဲ့ S P O T T E D spotted adjective ဖြစ်ပါတယ်။အဆက်အပြောက်ပါတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့။ S P O T spot ကအဆက်အပြောက်ပေါ့နော်။အဲ့တော့သူကလည်း adjective ဖြစ်တယ်။ဥမကိုကြည့်ကြရအောင်။ She is funny in a leopard spotted coat. she is spanish သူမကရည်စရာကောင်းနေတယ် in a leopard spotted coat leopard l e o p a r d leopard သတိဖြစ်ပါတယ်သူ့ကို spelling လိုက်ပြီးမှဒီချက်ရူက leopard လို့မထွက်ရအောင်နော် She is spanning in a leopard spotted coat. သတိကွအင်းကြီးအဆက်အပြောင်းနေသူမကရည်စရာကောင်းနေပါတယ်ဆိုပြီးမှဒီချေဥမပေးထားပါတယ်။ နောက်ဆုံးတစ်လုံးကတော့ strapless ပဲဖြစ်ပါတယ် spelling က S T R A P L E S S strapless ပဲဖြစ်ပါတယ် adjective ပဲဖြစ်ပြီးတော့အဓိပ္ပာယ်ကတော့ပခုံးတိုင်းမျိုးမပါတော့ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥမာကိုကြည့်ကြရအောင် I don't know how to wear a strapless dress with confidence. Confidence ဆိုတာကယုံကြည်မှုယုံကြည်ချက်ပေါ့เนาะအဲ့တော့ယုံကြည်ချက်ရှိရှိနဲ့ a strapless dress เนาะโจမပါတဲ့ whistle ကို how to wear ဘယ်လိုဝတ်ရမယ်ဆိုတာကို i don't know ငါမသိဘူးပေါ့เนาะပြန်ပြောမယ်ဆိုရင် i don't know how to wear a strapless dress with confidence ညုံတီချက်ရှိရှိနဲ့ပခုံးတိုင်းโจမပါတဲ့ whistle ကိုဘယ်လိုဝတ်ရမယ်ဆိုတာကိုငါမသိဘူးဆိုပြီးမှပြည့်စုံဥမာလေးကိုပေးထားပါတယ်အဲ့တော့ Lena တို့ရင် ဒီတန်ဒီနေ့ရှင်းပြသွားတဲ့ဒီအဝိစာနဲ့ပတ်သက်ပြီးတော့မှဖော်ပြလို့ရတဲ့နာမဝိသေသနာလေးခုနှစ်လုံးပြင်ပြရမယ်ဆိုရင် skin tight additive အသားကဲကိုစက်ဖြစ်သော sloppy additive မတည့်ရက်သောဖြစ်ကတဲ့ဆန်နိုင်သော snappy additive ခင်မိသောကြော်မော်သော sober additive အယောင်မတောက်ပသောပြောင်ဖြစ်သော sporty additive အယောင်သွေးတောက်ပပြီးအားကစားလို့ရရင်ဝိညာဉ်သိမ်းလျော်သော spotted adjective အဆက်အပြောက်ပါတော့ strapless adjective ပခုံးတိုင်းမျိုးမပါတော့ဆိုရဲနှလုံးလေးခုနှစ်လုံးပဲဖြစ်ပါတယ်အဲ့တော့ဒီချေရိုနော်ဒီ vocabulary လေးတွေရဲ့ pronunciation တွေကိုနားအောင်ကြအောင်နော် skin tight skin tight sloppy sloppy. Snappy. Snappy. Sober. Sober. Sporty. Sporty. Spotted. spotted strapless strapless အဲ့တော့လနာစတို့ရင်အားလုံးပဲဒီစင်တီနေရှင်းတန်လိုက်တဲ့ဝန်ဆောင်နဲ့ပတ်သက်ပြီးတော့မှနော်ဝန်ဆောင်စီရင်မှုကိုဖော်ပြတဲ့အခါမှာအသုံးပြုလို့ရတဲ့ဝဟရလေးခုနှလုံးကိုအားလုံးပဲရပါမယ်လို့တည်ထောင်ယုံကြည်ပါတယ်ဒီထဲကနောက်ထပ်လေပေါ့နော်ဒီဝက်ဆာနဲ့ပတ်သက်ပြီးတော့မှဘလို့ vocabulary လေးတွေကိုမျှဝေတော့မယ်ဆိုတာကိုစောင့်ကြည့်ကြပါအောင်เนาะ ဟုတ်ပြီနောက်ထပ်ဗီဒီယိုမှာအားလုံးပဲတင်ပြီးတော့တွေ့ကြမယ်เนาะအားလုံးပဲချွတ်ချွတ်ထက်တဲ့သူတွေဖြစ်ကြပါစေဘိုင်ဘိုင်